ာနေ့လေခင်ပါရှင်ကျမကတော့ကေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့နေ့လေနှစ်နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုဒါရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြားမှာပါရှင် ရခိုင်ပြည်ရေပိုင်တပ်ထဲကိုဝင်ပြီးငှားခိုးဖန်ခဲ့တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငှားဖန်သမား၄ယောက်ကိုအောက်တိုဘာလ28ရက်နေ့မှာအာရခါတက်တော်ရဲ့ကမ်းခြေဆောင်တက်ကဖမ်းဆီးလိုက်တယ်လို့ကမ်းခြေဆောင်တက်နဲ့နှိဆက်သူတွေစီကသိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတက်ခနဲ့မြို့နယ်ကငှားဖန်သမား၄ယောက်ဟာရခိုင်ရေပိုင်တပ်ထဲကိုဆက်လက်တစင်းနဲ့အောက်တိုဘာလ28ရက်နေ့မနက်ပိုင်းမှာဝင်ပြီးငှားခိုးဖန်ခဲ့တာဖြစ်ပါတယ်။ ူတို့ကိုအရခါတက်တော်ကန်းကြီးစောက်တက်ကလမ်းခေါ်ရာမှာထွက်ပြေးဖို့ကြိုးစားတာကြောင့်ဖမ်းဆီးခဲ့တာဖြစ်ပြီးရေပိုင်နဲ့ခုံးဝင်မှုနဲ့ဥပဒေအရရေးယူနိုင်ဖို့ဆောင်ရွက်နေလို့သတင်းရင်းမြစ်တယောက်ကပြောပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါးဖဲသမားတွေဟာရခိုင်ရေပိုင်နဲ့ကိုခုံးဝင်ငါးဖမ်းပြီးတော့ရခိုင်ဒေသခံငါးဖဲသမားတွေကိုအုပ်စုလအနိုင်ကျင့်မှုတွေရှိတယ်လို့မော်ရော်မြို့နယ်ကဒေသခံတွေကပြောပါတယ်။ ဒါအပြင်စတင်ဘာလာတုံးကလည်းရခိုင်ရေပိုင်နက်ကိုခိုးဝင်ငါဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်ငါဖမ်းသမားတွေကို လိုက်လံဖမ်းဆီးရမှာအေအေရဲ့ကန်းကျေစောက်တက်အရာရှိတယောက်နဲ့တပ်ဖွဲ့ဝင်တယောက်ကိုငါဖမ်းသမားတွေကတပ်ပြီးလက်နက်တွေယူဆောင်ကထွက်ပြေးတော့ခဲ့တာတွေလည်းရှိခဲ့ပါရဲ့ရှင်။ ဂျပန်ရောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုမြမအရေးမှာကူညီပေးဖို့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကတူဂျိုမြို့အမေရိကန်တန်ယုံရှိမှာတောရောက်တောင်းဆိုခဲ့တယ်လို့အိတ်ဖွင့်ပေးစာတစ်စောင်လေးပေးအပ်ခဲ့လို့သိရပါတယ်။ဟန်နာတင်ပြပို့ထားတာပါရှင်။ တမ်ဒါဒေါ်နယ်ထရမ့်ရဲ့ဂျပန်နိုင်ငံခီးစင်မှာမြန်မာအရေးမှအကူအညီပေးဖို့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကတိုကျိုမြို့အမေရိကန်တန်ယုံရှိမှာအောက်တိုဘာ29ရက်နေ့ညနေပိုင်းမှာတွားရောက်တောင်းဆိုခဲ့ကြပါတယ်။အမေရိကန်အနေနဲ့မြန်မာအရေးကိုပုံမှုချီရောက်စွာအလေးထားဆောင်ရွက်လာစေဖို့အတွက်တိုက်တွန်းတောင်းဆိုထားတဲ့အဖွဲ့ပေးစာကိုလည်းဂျပန်နိုင်ငံရှိအမေရိကန်တန်ယုံကသဆင့်အော်တိုဘလာ၂၂ရင်းနီကအမေရိကန်အစိုးရ DOSC ကိုပေးပို့နိုင်ခဲ့တာကိုဦးတန်းစောထက်ကပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ဒီအမေရိကန်သမရရဲ့ပေါ့ဂျပန်ခီးစဉ်ဒါရှိရဆိုတော့တည်တည်ကျဲပဲကျွန်တော်ဒီမှာရှိတဲ့တော်လိုင်းအင်အားစုတွေအကုန်အတူတူပါပေါ့နော်အာဒီမြန်မာပြည်သူရဲ့ဆန္ဒကိုအာအမေရိကန်အစိုးရကိုဖိပို့ဖို့ဆိုပြီးတော့ကျွန်တော်တို့ဝိုင်းမြောက်စဉ်းစားကြကြပါတယ်เนาะအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမှာမြန်မာပြည်သူတွေရဲ့သဘောထားနဲ့ထင်အဆင်မဲ့ကျွန်တော်တို့စာတစောင်းကျွန်တော်တို့အမေရိကန်တန်ရောင်းနေတစ်ဆင့်ပေါ့เนาะညာဒီအစိုးရအဖွဲ့ကိုကျွန်တော်တို့ပြပုတ်ခဲ့ပါတယ်ပေါ့เนาะအဲ့ဒီစာဟာဆိုလို့ရှိရင်ကျွန်တော် အာဆီယံအစိုးရမတက်ခင်ပေါ့နော်ဒါကျွန်တော်ဒီ21ရက်နေ့တွေကကျွန်တော်ဒီအာကျွန်တော်အမေရိကန်အစိုးရစီကျွန်တော်ပြေးပို့ပြီးဖြစ်တယ်ပေါ့လေ။ဘာကြောင့်ကျွန်တော်စိုးပြီးပြေးပို့ရလဲဆိုလို့ရှိရင်ဒါအာဆီယံညီလာခံကိုမသွားခင်မှာကျွန်တော်မြန်မာပြည်သူတွေရဲ့သဘောထားကိုသူ့အနေနဲ့မှီညမ်းပြီးတော့အာဆီယံညီလာခံမှာလည်းကျွန်တော်တို့မြန်မာပြည်နဲ့ပတ်သက်တဲ့သဘောထားချက်တိချက်တွေကိုသူပြသနိုင်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစာကိုပြေးပို့ပေးရဖြစ်တယ်ပေါ့နော်။နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်တမဒကြီးဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေပြန်လည်လူမြောက်ရင်အတွက်တောင်းဆိုခဲ့ကြပြီး ိတ်ဖွင့်ပေးစာမှာမြန်မာဒီမိုကရေစီအင်အားစုတွေရဲ့လှုပ်ရှားမှုတွေကိုကူညီပံ့ပိုးပေးဖို့နဲ့စစ်ကောင်ဆောင်ဦးဆောင်တဲ့အကြမ်းဖက်စစ်အုပ်စုရဲ့လူခွင့်ရေးချုပ်ဖောက်မှုတွေဒေသတွင်းတည်ငြိမ်မှုပြပြားစေနိုင်တဲ့ရာဇဝမှုတွေမွေးရစေဝါတရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုတွေနဲ့စစ်ရာဇဝမှုတွေကိုထိရောက်စွာအရေးယူပေးဖို့ဖော်ပြချပါတယ်။အမေရိကန်သမ္မတတွေသဘောတူအောင်လည်းအလုံးတူလို့ထင်နေပါတော့။ အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအမေရိကန်ရဲ့အချိုးအမေရိကန်နဲ့အမေရိကန်မဟာမိတ်နိုင်ငံရဲ့အချိုးစီးပွားကိုတကယ်ထိခိုက်နေတဲ့အဲကျွန်တော်တို့ online လေးလေးကြားဖြင့်ကြားဖြင့်နောက်ကကျွန်တော်တို့နိုင်ငံကနေတင်ပို့နေတဲ့လူရေးစေဝါတွေလူပုံကူးမှုတွေအဲ့ဒါတွေကို ဟိုဂျပန်ဒီမှာနိုင်ငံအမေရိကန်အနေနဲ့တတိယရောက်ကြံပေးဖို့အတွက်ကိုတောင်းဆိုထားပါတယ်။ဒီအပြင်ဒီတရုတ်အစိုးရရဲ့မြန်မာအရေးကိုဟိုဂျောင်းဝင်စုဖက်နေမှုပြီးတော့တိုင်းနာအရေးစုတွေကိုဖိအားပေးနေမှုတော်လိုင်းအရေးစုတွေကိုဖိအားပေးနေမှုအပေါ်ဖိအားပေးနေခြင်းနဲ့အတူဒီစစ်ကောင်စီကိုလက်နက်အင်အားငွေလက်နက်အင်အားဒီပညာအင်အားတောက်ကူညီတာတွေကိုရပ်တန့်ဖို့အတွက်ကိုအမေရိကန်ကတောင်းဆိုထားပါတယ်။ မေရိကန်ဂျမဒါထရန်အာဆီယံအစည်းအဝေးမတက်ရောက်မီအချိန်ကစာဟုလက်ခံရရှိခဲ့တာကိုပြန်လည်အကြောင်းကြားလာတယ်လို့ UNG Support Team ဂျပန်ကတီးပေးကြပါတယ်။ဒီပါအကူပစိန်ရုံးမဟုတ်ပဲမြမအရင်ကိုနိုင်ငံတကာတရှိအောင်လုပ်ရမှာကကျွန်တော်တို့ရဲ့တာဝန်ပါလို့လှူရှာမှုမှာပါဝင်ခဲ့တဲ့ CDM တန်အရာရှိဦးအောင်စုမိုးကရည်ရွယ်ချက်ကိုရှင်းပြခဲ့ပါတယ်။ဒီနေ့လောရှာမှုကကမ္ဘာကြီးဒေါ်နယ်ထရန့်ကဒီတပံရလာတယ်ကျွန်တော်တို့ကရောက်လာတဲ့ခိုက်တက်မှာ မမရေးကိုပါရင်ဆိုင်လာပြီးတော့မမရေးမှာသူ့ရဲ့ပါရင်မှာကိုယ်ဝင်ဆောင်ရွက်ပေးဖို့ကျွန်တော်ကပြပအားကိုးလို့တော့မထောက်ဘူးဒါပေမဲ့ကိုယ်ကမှနိုင်ငံအရေးကိုဒီလိုမဆိုးပါနော်ဒါကြီးကျွန်တော်ထပ်မမယုံနေမကဘူးနော်ကျွန်တော်လူပဲနိုင်ငံမဆိုးဘဲဘူးမဆိုးရေးကြီးပုတ်ပုတ်မှန်တယ်ဗျအာယုံဆိုင်လာအောင်လုပ်ရမှာကျွန်တော်တတ်တယ်ဒါကြောင့်ကျွန်တော်ကျွန်တော်ရောက်ချင်မှကျွန်တော်တို့ပါပြီးတော့ ူပေါင်းဆောင်ရွက်တာတဘောရနော်။နောက်ပြီးတော့တောင်းဆိုလှုပ်ရှားမှုကိုကျွန်တော်လုပ်ရခြင်းဖြစ်တာ။ဒါကကျွန်တော်ရဲ့အမောင်းရည်ကိုကျွန်တော်မြန်မာအပါဝင်အာဖဂန်နစ္စတန်ဘိုလီးဗီးယားကိုလံဘီယာနဲ့ဗင်နီဇွဲလားနိုင်ငံစူပေါင်း၅နိုင်ငံကိုမွေးရဆေးဝါးတိုက်ဖျက်ဖို့ပြက်ကွက်တဲ့နိုင်ငံတွေအဖြစ်အမေရိကန်တမ်ဒါထရန်ကစက်တင်ဘာလ18ရက်နေ့ကတက်မှတ်ကြေညာထားပါတယ်။ SpaceX ကုမ္ပဏီကလည်းအောက်တိုဘာ22ရက်နေ့မှာမြန်မာနိုင်ငံကကြားဖြတ်ငွေလိမ်လည်တဲ့လုပ်ငန်းတွေမှာအသုံးပြုနေတယ်လို့တင်ပြရရှိတဲ့ စတားလင်အင်တာနက်စပောင်း2500ကျော်ဖျက်တောက်ခဲ့ပါတယ်။ကျမဟန္နာပါ။ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကို အချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube channel ကို subscribe လုပ်ကနောက်ဆုံးရမြမသတင်းကပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်အင်းစိန်မြို့နယ်မြို့သစ်ကရက်ကွက်ပထောက်လန်းထိန်မှာဒီကနေ့မနက်၄နာရီကအမျိုးသမီးတစ်ယောက်ကို light truck ကားတစ်စီးကတိုက်မိခဲ့ပြီးရွှေပြည်သာဆက်မှုဆောင်မှာလာပစ်တော်ရဲလို့မြို့ခံတွေစီကသိရပါတယ်။ ဒီကနေ့မနက်6:00နာရီကရွှေပြည်သာဆက်မှုဆောင်မှာရှိတဲ့အမိုက်ပုံဘေးမှာညနာနဲ့ခြေထောက်မှာသွေးတွေပြင်းနေတဲ့အမျိုးသမီးတယောက်ကိုရက်ွက်နေသူတွေကတွေ့ရှိပြီးလူမှုကူညီရေးအသင်းတွေကိုဖုံးဆက်အကြောင်းကြားခဲ့တာလို့မြို့ခံတယောက်က DVB ကိုပြောပါတယ်။ ကားတိုက်ခံရသူဟာမရန်ကုန်မြို့နယ်မှာနေတဲ့ဥမာဝင်းရဲ့သမီးဖြစ်သူအသက်33နှစ်အရွယ်ရှိတဲ့မအခိန်လွင်းတွေဖြစ်ပြီးရိမ်မောင်းဖြစ်သူကတေပြီးအထင်နဲ့အမိုက်ပုံမှာလာပြစ်သွားလို့အုတ်ချုပ်ရင်နဲ့နှိမ့်ဆက်တဲ့တဲ့ရင်မြစ်ကဒီဘူဘီကိုပြောပါတယ် ်တလုံးမှာတော့ရင်တိုက်ခံရတဲ့အမျိုးသမီးဟာအင်းစိန်ဆေးရုံအရေးပေါ်ကုသဆောင်မှာကုသနေရပြီးမိသားစုဝင်တွေဆက်သွယ်နိုင်ဖို့လိုအပ်တယ်လို့သူကဆိုပါတယ်အဲ့ဒီအမျိုးသမီးကိုဗရင်နောင်ကနေရွှေပြည်သာဘက်ကိုမောင်းလာတဲ့ light truck ကားနံပါတ် YGN5 8B 1709ကတိုက်ခဲ့တာလို့သိရပါရဲ့ရှင်။ စစ်တပ်ရဲ့ရွေးကောက်ပွဲအကြောင်းဝါဒဖြန့်ဇလန်တို့မှာပါဝင်တရုတ်ဆောင်ထားတဲ့အမှုပညာရှင်တွေကလူမှုကွန်ရက်တွေပေါ်မှာပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပါတယ်။ဒီအကြောင်းနဲ့ပတ်သက်လို့တော်လဲအမှုပညာရှင်တယောက်ဖြစ်တဲ့ဟာငါးကောင်လူရှင်တို့အဖွဲ့ကတိုင်းကျော်ကိုဒီဘူဘီတည်င်းထအဝေဝေကဆက်သွယ်မေးမြန်းထားပါရဲ့ရှင်။ အမင်္ဂလာပါကိုကြီးဟိုလက်တလောပေါ့နော်ဒီရုပ်ောက်ဝဲနဲ့ပတ်သက်တဲ့စစ်တပ်ဝါရဖြန့်ဇလန်းတို့ကဒီလူမှုကွန်ရက်တွေပေါ်မှာပေါ့နော်ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာရှိပါတယ်အခုအနေနဲ့ပေါ့နော်ဒီဇလန်းစံညောနဲ့တရုတ်ဆောင်တွေပေါ်မှာရောဘယ်လိုများသုံးသပ်ပြောချင်ပါသလဲရှင်ဟုတ်ကျွန်တော်ပထမဆုံးအနေနဲ့ပြောချင်တာကျွန်တော်ကျွန်တော်လူမှုကွန်ရက်စာမျက်နှာမှာလည်းတင်ထားတာပေါ့နော်ကျွန်တော်ဒီဇလန်းစက်ညုံရေးတဲ့လူပေါ့နော်ဒီဇဒီစကလုံးနေ ရေးတဲ့လူကိုကျွန်တော်ကျွန်တော်ထင်တာပေါ့နော်ခင်ရီတို့ဘူးလက်လားဆီလိုမြန်ဖြစ်မလားလို့ဒါမှမဟုတ်လေဟိုကြောင်မျိုးမင်းတို့ကြော်စိုးတို့ဒီလူကောင်တွေပဲဖြစ်မှာပေါ့နော်အဲဒီလူကောင်တွေမဟုတ်တော့ဒီလူကောင်တွေလူညံရင်နဲ့ညံရင်နေတဲ့ကောင်တွေဖြစ်မှာပေါ့နော်ပြည်သူကတော့ဟိုအရန်ကန်စိုးတာပေါ့ဒီလူဝါရဖြန့်ချီတဲ့ကားတွေထဲမှာမှဒီလူဟိုပေါ်တော်တော်နဲ့ပေါ့နော်စကလုံးတွေအတုံးလိုက်အစ်စ်လိုက်ဟာတွေကိုကျွန်တော်တို့ကတင်းစိန်လက်ထက်တို့တန်းရွှေလက်ထက်တို့ခင်ကျုံလက်ထက်တို့လောက်မှာပဲ ကြည့်ခဲ့ရတာဆိုတော့ဒါမျိုးကဒီဘက်ခင်မှာ AI ခင်မှာတော့ဒီလိုဟာတွေမလာတော့ဘူးထင်တာလေနော်အရန်အံ့ဩတယ်ပေါ့နော်ဒီဇလန်းစညုံရေးတဲ့ကောင်းကိုကျွန်တော်စိတ်ဝင်စားတယ်ပေါ့နော်အဲ့တခုစိတ်ဝင်စားတယ်နောက်တခုကတော့ကျွန်တော်အံ့ဩတာတော့ဟိုကျန်တဲ့ကောင်တွေကတော့ဒီဟိုမြင့်မြတ်တို့ယုံလေးတို့လူကောင်မျိုးတွေကတော့ဒေါ်လာကြီးအစမှတွေကလည်းဟိုအီးရောင်ဝါးတောင်မပါတဲ့ကောင်တွေဆိုတော့လေ ထားလိုက်ပါတော့နွားလေးတို့ချူလေးတို့ဒါမျိုးတွေလည်းအဲကျွန်တော်စိတ်မဝင်စားဘူးကျွန်တော်နေတိုးကြတော့ကျွန်တော်အယမ်းအံ့ဩတယ်ဗျဟိုဒီဘဲကဟိုရုပ်ရှင်တစ်ခုရိုက်တာတို့ဗီဒီယိုတစ်ခုရိုက်တာတို့ဆိုစကရစ်ကိုတည်တည်ချာချာကြည့်ကြဗျာနောက်အဝတ်စားအစတည်ချာပြင်ဆင်တဲ့မိတ်ကပ်ကအစကိုယ်တိုင်လုပ်တယ်ပေါ့နော်အဲဒီလိုဘဲမျိုးကဒီဇက်နဲ့ဒီဇက်ကိုတည်ချာသူဖတ်ထားတဲ့ဇက်ပေါ့နော်ဆိုတော့ဒီတစ်ဖက်မှာလည်းအဲ လူမျိုးရေးအရာမှာလည်းကိုယ့်ပြည်ကိုယ့်ပြည်နယ်မှာဘလောက်ဒီစစ်ကောင်စီကဒီစစ်ရုံးကောင်စီကဘလောက်တော့မရိုင်းနေတယ်ဆိုတာလည်းမြင်တယ်ဗျာအမြင်တယ်သူဟိုသူဘလို့ဖြစ်လို့ဒီကားမှာပါဝင်လဲဆိုတာကျွန်တော်အယမ်းအံ့ဩတယ်ပေါ့နော်ဒီကာလမှာကျွန်တော်တို့အကယ်ဒမီတွေပေးတာတို့ဘာလို့နေဝင်းလူကောင်မျိုးကိုအကယ်ဒမီကောက်ပေးလိုက်တဲ့ဒီကောင်တခုခုကြီးကြီးမားမားပတ်သက်မယ်ပတ်သက်ရတော့မယ်ဆိုတာသိတယ်ပေါ့နော်ဒါထူးဆန်းမဖြစ်ဘူး အနေတိုးလို့လူမျိုးကိုတော့ထူးဆန်းဖြစ်တယ်ဟုတ်ကဲ့ပါကိုဒီအကိုတို့ရဲ့တော်လန်နုပညာတိုင်းဝိုင်းကြမှာရောဒီဇလန်နဲ့ပတ်သက်လို့ဘယ်လိုတွေများကြားသိထားတာမျိုးရှိပါသလဲကျွန်တော် သိကြတာတွက်လက်နေရာမှာခေလိုင်လို့သိတယ်ခေလိုင်ကဒီကောင်ကတိုင်းတက်တဲ့ကောင်ဆိုတော့ရှီရှောင်းလို့ပြီးတော့တွက်လက်ကိုထိုးထည့်လိုက်တယ်သူကဒီဇက်ကိုပြည်သူကဒီလောက် white coat မလုပ်ဘူးထင်ပြီးတော့ထိုးထည့်တယ်လို့သိရတယ်ဗောနော် အခုကျတော့နှစ်ယောက်အဲ့မှာတွက်လက်နဲ့ခင်လိုက်နဲ့ကြိတ်ပြီးတော့ကွိုင်တက်နေတယ်ဆိုတာကျွန်တော်သိရတယ်အဲနောက်တစ်ခုကဒီဇလန်းကိုရိုက်တဲ့အခါမှာသူတို့ကဟိုဘလောက်အလော30ဖြစ်လဲဆိုတော့ချက်ချင်းရိုက်ကြတယ်ရိုက်ပြီးွားတာနဲ့အိုက်စင်းတွေကိုချက်ချင်းတညာတဲ့အက်ဒစ်လုပ်ပြီးတော့အဲအဲ့လောက်တောင်အဲ့လောက်တောင်သူတို့အတွက်လော30ဖြစ်နေတယ်ပေါ့နော်ဝါရဖြန့်ချီဘူးက ဟုတ်ကဲ့ပါအခုနောက်ဆုံးအနေနဲ့ပေါ့နော်ဒီဝါရပြန့်ဇလန်းတွေမှာပါဝင်သေးအောင်ဆောင်ထားကြတဲ့အမှုပညာရှင်တွေနဲ့ပတ်သက်လို့အခုအနေနဲ့တခြားပါများပြည့်စွက်ပြောကြပါတယ်ရှင်အဲကျွန်တော်နောက်ဆုံးပြည့်စွက်ပြောချင်တာကအဲကျွန်တော်တို့ဒီလိုကားမျိုးတွေရိုက်မယ်ဆိုလို့ရှိရင်နောက်ဆိုလို့ရှိရင်ကျွန်တော်တို့တော်လန်ကြီးတက်မှာရိုက်နေတဲ့ကားတွေရှိမှာဆိုလို့ရှိရင်အမဘီသေးငါတို့လက်ကြံသေးတယ်လို့အဲတဝေးတို့လို့ရုပ်ရှင်တွေနောက်စမှတ်တို့နောက်အခုဆိုလဲအဲကိုပေါ့ ကိုပေါကြီးရဲ့ကျွန်တော်တို့ပြုံပြုံလေးဆိုတဲ့ရုပ်ရှင်တွေကိုကြည့်စေချင်တာပေါ့နော်ဒါမြေပြင်မှာတကယ်ဖြစ်နေတဲ့အောင်ပွဲတွေနဲ့ကျွန်တော်တို့ဘက်ကအောင်ပွဲတွေနဲ့အဲလူငယ်တွေရဲ့စ조사အားထုတ်မှုအစ်စ်အမှန်တွေပေါ့နော်ဒီလိုရုပ်ရှင်တွေကြည့်ပြီးတော့မှအဲဒီကောင်တွေပညာယူပြီးတော့မှရိုက်ကြမယ်ဆိုလဲရိုက်ပေါ့နော်ဒီလိုအတုံးလိုက်အစ်စ်လိုက်တွေမရိုက်ပါနဲ့လို့ဒါမျိုးလေးတော့ကျွန်တော်တို့အကြံပေးချင်ပါဘာလို့လဲဆိုတော့ပြည်သူတွေကဒီတိုင်းလဲဟို မရောက်နိုင်ပြီးသားတဲ့ဒုက္ခဒုက္ခတွေနဲ့စိတ်ညစ်နေတာဆိုတော့ဒီရုပ်ရှင်ကြီးဒီရုပ်ရှင်တော့မဟုတ်ပါဘူးဒီလိုဝါရဖြန့်တဲ့ကားတွေကိုကြည့်ပြီးတော့ပို့ပြီးတော့စိတ်ဆင်းရဲကြမှာစို့လို့လीเนาะကျွန်တော်တော်လိုင်းဘက်ကရိုက်နေတဲ့ရုပ်ရှင်ကိုကြည့်ကြည့်ပါဦးလို့ဒီကောင်လေးကိုအကြံပေးခြင်းပါပဲ အခုဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကို ရှုစားကြပါပါရှင် တောင်ကိုရီးယားနိုင်ငံကိုအမေရိကန်သမ္မတဒေါ်နယ်ထရပ်ဗိုလ်တဟူးနဲ့မှရောက်ရှိမလာသေးခင်မှာပဲနောက်ကိုရီးယားကကိုရီးယားကျွန်းစင်နဲ့အနောက်ဘက်ကိုဒုံးကျည်တွေဆန်သက်ပစ်ခတ်ခဲ့လို့နိုင်ငံပိုင်မီဒီယာ KCNA ကအော်တိုဘာလ29ရက်နေ့ဗိုလ်တဟူးနဲ့မှအစီရင်ခံပါတယ်။တောင်ကိုရီးယားဟာနောက်ကိုရီးယားရဲ့မြို့တော်ပျုံယန်အနီးကဒေတာတစ်ခုကနေအရှေ့မြောက်ဘက်ကိုဗိုလ်တဟူးနဲ့အစောပိုင်းမှာပစ်လို့လိုက်တဲ့တာရိုပစ်ပစ်ထိန်ဒုံးကျည်တွေလို့ယူဆရတဲ့ဒုံးကျည်အများအပြားကိုတွေ့ရှိခဲ့လို့ တောင်ကိုရီးယားပူးတဲ့စစ်ဦးစီးချုပ်ယုံ JCS ကပြင်ညာချက်တစောင်းပြောကြားခဲ့ပါတယ်စတဲဟာအော်တိုဘားလာ28ရက်နေ့အင်္ဂါနေ့ကဒေတာစံတော်ချင်းညနေ3နာရီလောက်မှာနော်ကိုရီးယားရဲ့အနောက်ဘက်ပင်လယ်ပြင်မှာ cruise ဒုံးကျည်တွေကို တွေ့ရှိခဲ့တယ်လို့ JCS ကပြောကြားပါတယ်။စတဲဟာစံတမ်းမှုရဲ့အသေးစိတ်အချက်အလက်တွေကိုခွေးချန်းစိတ်ဖြာနေလို့လည်းဆိုပါတယ်။ အင်္ဂါနေ့ကမြောက်ကိုရီးယားက cruise ဒုံးကျည်စမ်းသပ်ပြစ်လွတ်ပြီးနောက်မှာယိုဟက်သတင်းအင်ဂျီစီဟာမြောက်ကိုရီးယားရဲ့နျူကလ িয়ার အောင်မြင်မှုမန်တဲကို ထုတ်လွှင့်တော့ခဲ့ပါရှင်။ အပြည့်ခက်ရဲစဲရဲ့သဘောတူညီချက်ကိုဟာမတ်စ်အဖွဲ့ဘက်ကချိုးဖောက်တယ်လို့ဆွတ်ဆွေးပြီးတော့အစ္စရေးကဂါဇာမှာလေကြောင်းတိုက်ခိုက်မှုတွေကိုအောက်တိုဘာလ20ရက်နေ့ကလှုံ့ဆော်ခဲ့ပါတယ်။အစ္စရေးကောက်ွယ်ရေးဝန်ကြီးအစ္စရေးကတ်ကဟာမတ်စ်အဖွဲ့ဟာအောက်တိုဘာလ20ရက်နေ့ကရာဘာမြို့မှာရှိတဲ့အစ္စရေးစစ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ဆွတ်ဆွေးပါတယ်။ဟာမက်စ်အဖွဲ့ကတော့ဒီတိုက်ခိုက်မှုတွေမှာပတ်သက်တာမရှိကြောင်းနဲ့အပြည့်ရဲ့သဘောတူညီချက်ကိုလိုက်နာစေဖြစ်ပြီးအစ္စရေးဘက်ကသာချိုးဖောက်တာဖြစ်တယ်လို့တုံ့ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုတွေအတွင်းဂါဇာကမ်းမြောင်မြို့ကြီးတွေကအိမ်တွေကျောင်းတွေနဲ့လူနေတိုက်ခန်းတွေကိုထိမှန်ခဲ့ပြီးပါလက်စတိုင်း33ရောက်ထပ်မင်းသေဆုံးခဲ့လို့ဒေတာခန်းကျဲမာရဲ့တာဝန်ရှိသူတွေကပြောပါတယ်။သေဆုံးတစားခန်းတွေအရှုပ်အလောင်းတွေပြန်လွေပေးတဲ့ကိစ္စမှာလည်းဟာမက်စ်ကသဘောတူညီချက်ချိုးဖောက်တယ်လို့အစ္စရေးကဆွဆွဲပါတယ်ရှင်။ဆလဘေးအားကစားတဲ့ရင်ကိုရှူစားကြပါပါရှင်။ ကေလစ်ကဒိုင်တွေနဲ့တာဝန်ရှိသူတွေဟာအရှေ့အတွက်ယာနဲ့ချီပြီးလောင်းကစားလုပ်တယ်လို့စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ငါးနဲ့တာစုံစမ်းဖော်ထုတ်ချက်အရတူရကီလစ်ကဒိုင်လူကြီးတွေအပါအဝင်ပြိုင်ပွဲကျင်းပရဲ့တာဝန်ရှိသူအယောက်600နီးပါးမှာ381ယောက်ကလောင်းကစားလုပ်တဲ့အကောင့်တွေရှိတာကိုစစ်ဆေးတွေ့ရှိခဲ့တာပါ။အဲ့ဒီက42ယောက်ကဘလုံးပွင့်စင်တစ်ထောင်နဲ့အထက်လောင်းကစားလုပ်ဆောင်ခဲ့ပြီးတာဝန်ရှိသူတယောက်ဆိုရင်အကျဉ်း1000နီးပါးလောင်းကစားလုပ်ခဲ့တာကိုတွေ့ရှိခဲ့တာပါ။ ။လောင်ကစားလုပ်သူတွေထဲမှာတူရကီလစ်ကဂွန်းလေတိုင်း9ရောက်နဲ့စီကြဲတိုင်း15ရောက်ပါဝင်တာကြောင့်လုပ်ပွဲလုံဆောင်မှုတွေရှိနေတယ်လို့သုံးသပ်မှုတွေရှိလာပါတယ်။တူရကီဘောလုံးအဖွဲ့ချုပ်ဘက်ကတော့စီကန်းပိုင်ဆိုင်ရာအရေးယူတော့မှာဖြစ်ပြီးတူရကီဘောလုံးကို ထိုက်တန်တဲ့အဆင့်တန်းရောက်စေဖို့ဆိုရင်ဒီလိုအကျင့်ပြတ်မှုတွေကိုရှင်းရှင်းလင်းလင်းလှုပ်ဆောင်ရမှာဖြစ်တယ်လို့ထုတ်ပြန်တော့ပါရဲ့ရှင်။ ဒီပပင်ရုံးမြတ်တန်ကြားရဲ့နေ့လယ်နားရီသတင်းတွေကိုဒါရိုက်ရှုစားခေကြားရတာပါညနေ၄နာရီမှလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးဦးမှာပါကျွန်မကကေခိုင်ပါကျေးဇူးတင်ပါတယ်ရှင်